ဟုတ်ကဲ့ပါ။အာမက်ဆင်ပြောသွားတဲ့နေရာမှာဆိုရင်လည်းဒါအားလုံးကဒီထဲမှာပေါင်ဝင်ပြီးတော့တက်ညီလက်ညီနဲ့သွားနေကြတာဖြစ်တဲ့အတွက်ဟိုတော်လိုင်းကြီးခကြီးကဘလောက်ပဲရှည်နေရှည်နေအားလုံးကဇွဲနဲ့ဇွဲမလျှော်ဘဲနဲ့တက်ညီလက်ညီကိုယ့်ရဲ့ညီကိုမောင်နှမတွေဟိုလက်တွဲပြီးတော့ဒါသွားမယ်ဆိုရင်ဒီခကြီးကအမြန်ဆုံးရောက်မှာဒါရီအားလည်းယုံကြည်တယ်နော် ပြီးတော့နောက်တစ်ခုကလေမက်ဆင်ဒီဒုစာပို့မယ်မှာလည်းစာပို့ခြင်းနဲ့ဒီသူတွေအတွက်ကို STB နဲ့ ဒါပေးလို့ရတာမျိုးထပ်ဖို့ပါဝင်လို့ရတာမျိုးနောက်ပြီးတော့ဒီတော်လိုင်းထုတ်ကုန်လေးနဲ့ပတ်သက်ပြီးတော့ဒီ SDB နဲ့ဝင်လို့ရတဲ့အခန်းကဏ္ဍတွေအပေါ်မှာရောမစင်လေးနဲ့ဖြည့်စွက်ပြောချင်တာမျိုးလေးရှိလားရှင်အာကျမတို့ကတော့ဒီချိန်မှာပေါ့နော်တော်လိုင်းနဲ့ပတ်သက်လို့ငွေကြေးစီစဉ်မှုဘယ်ဟာကိုတုံးရင်ကောင်းမလဲစဉ်းစားရတာပေါ့နော်အဓိကအားဖြင့် ကျွန်တော်တို့စာပြီးတော့ဒေါ်လန်ကြီးစာပြီးတော့လုံခဲ့တဲ့အချိန်ကနေအစင်းစင်းဥပမာအရင် KB ပိတ်ခံရတဲ့ကိစ္စတွေလူတွေကဘာလို့တုံးဆွဲရမှန်းမသိတဲ့အချိန်မှာတုံးဆွဲစရာတခုပေါ်လာတယ်ပေါ့နော်ဒီငွေကြေးတွေအမားကျွန်မတို့လဲလှယ်ဖို့လောက်ကင်ဖို့အတွက်ဆိုတော့ဒီဟာအရန်ကောင်းပါတယ်ကျွန်တော်တို့အခုစဖို့မယ်မှာဆိုရင်လေအဲငွေကြေးလက်ခံမှုပါပေါ့နော် time bank account ရှိမယ် annuity ပေးရှိမယ် stb ရှိမယ်ပေါ့နော်ဒါမျိုးကျွန်တော်တို့ စီစဉ်ထားတယ်။အန်နီယယ်ရှိတယ်။အန်နီယယ်ရှိတယ်ဆိုတော့ကျမတို့ကလွတ်မြောက်မှာဖြစ်တယ်။အတွင်းကနေစပို့ကြတကယ်တော့အတွင်းကနေစပို့ကြမြန်မာပြည်ကလူတွေကိုညှင်းမထုတ်နဲ့တော့ပြည်တွင်းမှာရှိရတဲ့အရန်ကြက်တဲနေပြီဆိုပေမဲ့တော်လန်ရတဲ့အရာတာရောခံစားရတဲ့ဒုက္ခရောဒီလူတွေကအသိဆုံးဖြစ်တယ်ဆိုတော့အဲဒီလူတွေကပဲပေးလာစစချင်းမှာတော့ကေပေးရလားလို့ပေါ့နော်သူတို့ဝေးပေးရလားလွယ်ကူတဲ့ဟာတွေသူတို့အဲတုံးဆွဲ ပြီးတော့စာဖို့ကိုစူးစမ်းရတယ်ဒါပေမဲ့အားလုံးရဲ့အခက်အခဲတွေလုံခြုံရေးတွေကိုစဉ်းစားပြီးတော့ကျမတို့ဒါပေါ့နော်ဒီသုံးမျိုးနဲ့ပဲလက်ခံမယ်ဆိုရဲဟာမျိုးကိုစီစဉ်ထားရတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့အဲငွေကြေးလက်ခံမှုမှာ STB နဲ့လည်းလက်ခံနေရပေါ့နော်ဒါလေးအဲတခုလည်းရှိရဲအခုဆိုရင်ဟိုလိုအပ်တဲ့အဲကျမတို့ငွေကြေးလက်လက်မှုတွေကိစ္စဝိစာတွေလှူကြတာတွေထောက်ပို့ကြတာတွေဒါတွေအားလုံးလည်းအဲကျမတို့ဒီ လုံလို့ရတဲ့ဟာတွေနဲ့ကျွန်တော်တို့လုံနေလေဒါမဲ့အခုချိန်မှာတော့ဒါကောင်းကောင်းကြီးကျွန်တော်တို့အသုံးပြုလို့ရနေတဲ့ဘန်ပေါ့နော် STD ကအဲဒါမျိုးတော့ကျွန်မတွေးမိတယ်ဒါမဲ့ကျွန်တော်တို့ဒီထက်လည်းအာဒီကနေပြီးတော့ STD ကိုပြောကြတာဒီထက်ကျွန်မတို့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ပြည့်ပြည့်လဲလဲနဲ့အမိုက်စားပေါ့နော်လူတွေခက်ခဲမရှိဒီထက်အများကြီးထပ်ပြီးတော့ဖြစ်စေခြင်းနဲ့ဒါကတော့ ကိုကိုတိုင်းလည်းတုံးဆွဲတဲ့လူပြည်သူတယောက်အနေနဲ့ပေါ့ကျွန်တော်တို့အများကြီးခက်ခဲခဲ့တဲ့ banking system တွေအများကြီးခက်ခဲခဲ့တဲ့အဲ့ခက်ခဲတွေလူတွေအများကြီးလည်းတုံးဆွဲနိုင်အောင်ဒါ STB ဘက်ကနေလည်းကျွန်တော်တို့ကိုပြန်ပြီးတော့ပေါ့နော်အဲ့လိုပြောချင်ပါလေဟုတ်ကဲ့ပါဟုတ်ကဲ့အမြောက်ဝေပေးသွားတာကျေးဇူးအများကြီးတင်ပါတယ်ဟိုညီမဆိုရင်လည်းဒီတော်လိုင်းရဲမှာရှိနေတဲ့တော်လိုင်းကြီးထုတ်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုဝယ်တယ်တကယ်ဝယ်တယ်ပြီးရင်အိမ်မှာတင်ထားတယ် ကိုယ်တိုင်လည်းသုံးတယ်။ကျွန်တော်တို့အကောင်တော့မာချန်ဒိုက်စ်ကြီးကြီးပဲ။ဟုတ်တယ်။ဒီဒေါ်လာရေးရထုတ်တဲ့ထုတ်ကုန်ပစ္စည်းတွေကဟိုလိုချင်စရာလေးတွေကြီးပဲ။အမှတ်တရတွေရှိတယ်လေနော်။ဒီပစ္စည်းတွေကတိန်းထားအောင်ပါ။အများသောအဖြစ်ဝယ်ပြစ်တယ်။ဝယ်တဲ့အခါမှာဆိုရင်လည်း SDB သုံးတယ်။ဒီ time bank အကောင်လက်ခံတဲ့နေရာမျိုးဆိုလို့ရှိရင်လည်း time bank အကောင်နဲ့သုံးပြီးတော့ဝယ်ဖြစ်တယ်။ဒီများသောအဖြစ် message ပြောထားတဲ့နေရာမှာလည်းပါတယ်။ပါဝင်တဲ့သူတွေကဤတွင်နေရသူတွေများတယ်။ STB မှာဆိုရင်လည်း STB အသုံးပြုတဲ့သူတွေကိုစစ်တမ်းကောက်ထုတ်လိုက်ရင်မြန်မာကျန်းဝင်နဲ့အသုံးပြုတဲ့သူများတယ်ပြည်တွင်းထဲရသူတွေတီထိုးတဲ့ทีมาလည်းအဲ့လိုပဲညီမတို့ຫນွေဦးทีมาဆိုရင်လည်းရောင်းအားအကောင်ဆုံး top 1မှာရှိနေတာမြန်မာကျက်ဆိုပြည်တွင်းရသူတွေကဘလောက်တောင်မုန်းချက်ပြီးတော့သူဘလောက်တောင်ယုံထွက်ခြင်းလဲဆိုတဲ့အကြောင်းအရာကအဲ့မှာတော့ပေါ်နေဆိုမစင်တို့ရဲ့တိုးစာပို့မယ်မှာလည်းဒါပါဝင်တဲ့သူတွေကပြည်တွင်းရသူတွေဖြစ်နေရဆိုတော့ဒါ ပြည်ပောက်ရောက်နေတဲ့သူတွေကပြည်တွင်းရသူတွေထက်ကိုအများကြီးပို့ပြီးတော့ကြိုးစားရမယ်ဆိုတဲ့အတိသွားပြီးတော့ဝင်နေအဲ့ဒီပုံမှာရောမစင်အနေနဲ့ဖြည့်ဆွပြောချင်တာမျိုးလေးရှိလားယဟိုလိုပေါ့နော်အဒီတော်လိုင်းရေးမှာဆိုရင်ဟိုကျမပုံပွင့်လဲလဲပြောရရင်အကိုကိုမခံစားဘူးတဲ့၍ဒီအပုတ်ကိုမသိဘူးပေါ့နော်ဥပမာကျမတို့ဒီဒေါ်လာအာနာသိမ့်ပြီးတဲ့အခါကျမတို့လုံလုံဆရာရှိရအောင်လုံခဲ့ကြတယ်ဆိုတာကဒီအဲ့လိုစလုံခဲ့တဲ့အခါ ကိုကိုရဲ့မိသားစုဝင်ပေါ့နော်ကိုရဲ့မိတ်ဆွေအပေါင်းအသင်းရဲဘော်ရဲဘက်တွေဆုံရှုံမှုတောင်မရှိသေးဘူးဒါမဲ့ငါတို့ဒါကြီးကိုလုံမဖြစ်နေဒီဟာကြီးကိုတော်လန်မဖြစ်မယ်ဆိုရက်စိတ်နဲ့ကျမတို့လုံခဲကြတာဖြစ်တယ်ဒါပေမဲ့ကိုအခြေရဆုံးနော်သူတယောက်ဆုံရှုံခဲ့တယ်အဲကျမအခုဆိုရင်ဘာကြောင့်မက်ဆေ့ဒီဘာလို့တက်တက်ကြွကြွအလုံးလုံးနေနိုင်လဲဆိုတာကျမအမြဲတမ်းပြန်စဉ်းစားရင်ကိုတန်ရာကတော့ကိုတန်ရာပဲပေါ့နော်ဒါပေမဲ့ ိုကတယောက်ဆုံးရှုံးတာသူများမှာနှစ်ယောက်သူများမှာသုံးယောက်ငါးယောက်မိသားစုတစုလုံးဆိုတော့အများကြီးဖြစ်နေတာလေအဲ့လိုအချိန်မှာဟိုကိုကပြိုလဲနေလို့မရဘူးခြေကွဲနေလို့မရဘူးကျမတွေးပြီးတော့အလုံးလုံးတယ်ဆိုတာအဲ့ဒါလေးပဲရိုးရိုးလေးပဲရှင်းရှင်းလေးပဲဆိုတော့အခုဘာပဲဖြစ်တော်လိုင်းမှာဆိုရင်တကယ်အလုံးလုံးတဲ့လူတွေကအကုန်သိတယ်ဗောနော ဥမာအဖြစ် STB ကိုတည်ဥမာအဖြစ် NUGB ကိုတည်မယ်ဥမာအဖြစ်စာပို့မယ်ကိုတည်ဘိုင်းတက်ဝေးကိုတည်ဒါတကယ်တော်လိုင်းဤသမားတွေလေဟုတ်ဒါဆိုရင်အော် message ပြောသွားတယ်ဒီမှာလဲဒါအရန်ဟိုကောင်းတဲ့အချက်ပါတယ်ဟိုဝမ်းနေကြရရှိရယ်အကုန်လုံးကြည်ခွဲကြရရှိရယ်ဂျားထဲမှာဟိုအောင်ပွဲမရောက်ခင်မှာလက်လွတ်လိုက်ရတဲ့မဆုံးရှုံးတဲ့မဲနဲ့ဆုံးရှုံးသွားရတဲ့ကြက်ပွင့်နေအများကြီးရှိရယ်ဒီအတွက်ဟို ဝန်နိုင်စရာတည်င်းကြရင်ကိုစိတ်ထဲမှာအမစင်ကပြောရရင်ညီမတို့ဆိုလည်းအရင်ဝန်နေတယ်ဒါပေမဲ့ဝန်နေနေတဲ့နေရာမှာရက်လို့မရဘူးညီမတို့ကအရှိကိုစက်ပြီးတော့တောင်းသွားရမှာအဲ့တော့မစင်လည်းဒီလိုခံစားချက်တွေနဲ့ရှေ့စက်ပြီးတော့ဒီလိုတော်လည်းရဲ့ကဏ္ဍတွေမှာမပြောက်သွားဘဲနဲ့ဆက်ပြီးတော့ရှိနေသေးတဲ့အတွက်ကိုလည်းအများကြီးလဲလီစားတယ်။ဟာအများကြီးလဲကျေးဇူးတင်ပါတယ်မဆင်အောင်လေ။ဟုတ်ကဲ့ပါကျမကလည်း အားလုံးကျေးဇူးတင်ပါတယ်ခုလိုဒီလိုချိန်မှာကျမတို့အသက်ရှင်ရအတူတူရှိကြရတယ်ဆိုတာကျမပြောခဲ့သလိုပဲအဆုံးထိသွားကြမယ်လူတွေလို့ကျမယုံကြည်ပါဟုတ်တယ်ဒါအခုဆိုလို့ရှိရင်မစင်တဲ့စကားတွေပြောရလဲအရန်လဲအားရတယ်ဒါကိုယ့်ရဲ့ညီကိုလူချင်းတွေ့ပြီးလဲထပ်ပြောအောင်မယ်နော်ဟုတ်တယ်ဟုတ်တယ် မင်းစင်တို့ရဲ့အဆီစံပါအစားစားပြီးတော့ပြောရတာဆိုရင်တော့အရင်ကြိုက်ပါတယ်မင်းစင်တို့ရဲ့အဆီစံကိုလည်းလာလဲခြင်းပါတယ်လာလဲပါကျမတို့က shooting လာလဲတဲ့လူတွေတို့တော့အဲ့လိုပေါ့နော်အာကျေးပါတယ်မစင်တော်လည်း motivate ခဲ့ပါမယ်အပြင်မှာတရက်ပြေးပါမယ်ရှင်တချင်းလေးဆိုပဲမစင် motivate စားမယ်ရှင်ရင်ခံစားချက်တွေပြောကြပါဟုတ်ကဲ့ပါကျမတို့စာပုတ်မယ်ရောစကားမဆက်ရောဆက်ပြီးရော အဲတွားမဲ့အစီအစဉ်လေးကြီးရှိပါတယ်အဲ့ဒါလည်းသူတက်ဆိုင်ရာ page တွေရပဲအဲကြော်ညာသွားမယ်ပေါ့နော်အဲကျမတို့ရဲ့ page လေးကြီးကို Facebook မှာ follow လုပ်ပေးထားပါ YouTube channel မှာနေတိုင်းသွားပြီးတော့ကြည်ပါရရပါတယ်ကျမကိုယ်တိုင်ကြည်ရင်ရမဆင်ကသဘောကြတာမဆင်ကကိုအမျိုးမျိုးပြောနေတဲ့ချိန်ဆိုလို့ရှိရင်မဆင်ကပုတ်စားနေညီမကြည်တာကောင်းလေးညင်မဆင်ပုတ်စားအဲပြီးပြီဆိုရင်တော့အမပြောရင်လည်း तू အစားနေရလीဟုတ်တယ်ဟုတ်တယ်ပြီးတော့အဲအမ ပြောရှင်တဲ့အကြောင်းအရာကိုရောက်ပြီဆိုရင်အမကိုအောင်မြင့်မြတ်စကားကိုဖြတ်ပြီးတော့အမအမပြောပြီအဲ့ဒီပုံစံလေးကိုပဲအရင်သဘောကျပါရဲ့ဒါမင်းစင်ရဲ့ပြိတ္တိယောက်ပါဟုတ်ကဲ့ပါဒီ by the way စကားမဆွအဆီဇင်ရဲ့ဆီဇင်2မှာကိုတောင်က gas အဖြစ်နဲ့လာပြီးတော့စကားပြောခဲ့တဲ့ episode က episode ဘလောက်လေးတဲ့ဖြည့်နေကြပြီလားဖြည့်ဖြည့်နေကြပြီမင်းစင်မင်းစင်အကုန်လုံးချစ်စနိုးနဲ့အဆနေကြပါလေ မတည်ဘူးစားမယ်ကျွန်မအဲ့လိုတော့မစားရိုက်နေတော့တော့နည်းနည်းစားရမှာနည်းနည်းလေးအဲ့လိုစိတ်စိတ်မချလမ်းမချဖြစ်တယ်လေဘိုက်ကအပြေပွားမဝအောင်ဂျိုက်ပြီးမှပဲစားတော့အဲဂျိုက်ပြီးသွားတဲ့ချိန်ကျရင်တော့စိတ်တုံလုံးချပြီးတော့အများအများကြီးအမေအဲ့ချိန်ကျရင်လည်းတိတ်မကြံ့တော့ဘူးအောင်မြင့်မြတ်စားသွားအဖြေမှန်လေးပြောပြလိုက်တော့မယ်နော်ဟုတ်ကဲ့အဖြေမှန် 3ပါ3ပါကိုတောင်းပါတာပါအဲ့ဒီအပိုင်းကလည်းမမရရအဲ့လိုလေအောင်မြင်မြတ်ခရီးသွားလို့မရနေသူကအိမ်မှာလုံးရှိနေတော့အဲ့ဒါနဲ့အဲဒေါင်းနဲ့ရဲဘော်တွေစီခဏသွားပါတော့အမတို့ကတော့ artist shelter အနေနဲ့ရုပ်ရှင်ပြရပါတော့အိမ်မှာသူ like ခဲ့ပြီးတော့ပြန်လာပြီးတော့အဲရှိုက်တလားရှိုက်သူကအဲ့လိုအိမ်မှာသူပြောထားတယ်လေငါအရန်ပြောချင်တာမင်းတို့အစီအစဉ်မှာငါအရန်ပြောချင် ပြောသွားတဲ့နေရာမှာလည်းအိုင်းနေတော့ဒါပပယ်နေနေကိုပြောသွားတာတွေ့ရပါတယ်။ဒါမဲ့အခုတည်းကဟင့်ထပ်ပေးလိုက်ရရင်တော့အဲထပ်လာဖို့ရှိပါတယ်ခမင်းဆုံးခမင်းဆုံးပါအကုန်လုံးကလာဖို့ရှိပါတယ်အာတည်ခြင်းစောင့်ကြည့်ဆိုတော့ဒီ spring bees နဲ့ပတ်သက်ပြီးတော့မစင်ပြောသွားတဲ့နေရာမှာလဲ surprise အစီအစဉ်လေးရှိသလိုနောက်လာမဲ့ STB STB မှာလည်း surprise a season လေးတွေရှိနေပါတယ် spring beast နဲ့ပတ်သက်ပြီးတော့ဒီ STB ကထွက်ရှိနေတဲ့အပတ်စဉ် comment လေးတွေရှိပါတယ်ဒီ comment လေးတွေကိုဖတ်ပါဒီ spring bee text တွေလုတ်ပြီးတော့ကို့အနေနဲ့ပိုလန်နေယူဖို့ဒီ hints တွေက committee တွေမှာထည့်ပေးထားပါတယ်နောက်ပြီးတော့ဟိုထူးခြားတဲ့သတင်းတွေအဲတဲလွန်စာလေးတွေမှာတစ်ခါတရံအချို့တချို့တော့အကြောင်းအရာလေးတွေဒီမှာဒီ spring bee နဲ့ပတ်သက်တဲ့ ကုတ်လေးတွေပဲဖြစ်စေဒါပိုလိုက်ရမယ့်ကုတ်လေးတွေကိုပဲဖြစ်စေတခါတရံဖွက်ထားတတ်ပါတယ်အဲဒီအကြောင်းအရာလေးကိုလည်းဒီနေရာလေးကနေတတိနောက်ပါကြပါတယ်အပတ်စဉ်ထွက်ရှိနေတဲ့အာဒီ SDB ရဲ့ comment လေးတွေကိုဖတ်ပါလို့ဒီနေရာလေးကနေ hints ပေးလိုက်ပါတယ်။အော် message ကိုဟိုပြားလေးတွေဆော့ပြလိုက် spring bees game ကိုပြားလေးတွေကိုဆော့နေပြီးအဆင်အမတက်နိုင်ပါဘူး။ငယ်ငယ်တည်းက game ဆော့တာအဲ့လို ဂိမ်းကမစော့တော့ family game တော့ပြီးဆုံးအောင်မစော့ဖြစ်ခဲ့ဘူးအဲ့လိုမျိုးလေဘာအဲ့လိုဂိမ်းနဲ့တိတ်ဒါမဲ့ PDF ဂိမ်းပေါ်တဲ့အချိန်မှာစော့တာပေါ့နော်အဲ့လိုမစော့ခုကောင်းနေတာတော့ကြောင့်ကြိုက်ပြားဂိမ်းလေးရလဲကိုကတိတ်မစော့နိုင်တာသူများတွေကိုအဲ့လိုစော့စော့စော့ပေါ့နော်အဲ့လိုလေးတော့ပျော်နေတာဟုတ်ကဲ့ပါဒီမစင်ဒီ ဒီပေါ့နော်ညီမတို့အခုမေးထားတဲ့ group ထဲမှာမေးထားတဲ့ quiz လေးရှိရယ်ဒီမှာဆိုလို့ရှင်ရယ်ဒီထောင်ထဲမှာအကျဉ်းကျနေတဲ့သူတွေနောက်ပြီးတော့ဒီထောင်ထဲမှာရှိနေတဲ့အခြေအနေတွေထောင်ဝင်စာပို့မယ်အစီအစဉ်လေးတွေနဲ့ပတ်သက်ပြီးတော့မဆန်နေနဲ့အပြောင်းအလဲပေးချင်တာလေးမျိုးရှိလာရင်ဟုတ်อืมအဲ့ဒါကတော့ ကျမတို့ဒီနီးစက်ရပါတော့နီးစက်ရယုံကြည်ရတဲ့ရေပေါ်ရေပတ်တီအဲ through through ကိုပေါ့နော်အဲကျမတို့ကယုံကြည်ရတဲ့အဲ့လိုမိသားစုအဲရှိနေတဲ့သူတွေကနေတစင်တော့ထာဝန်စာလွှဲကြတာပေါ့နော်ဒါပေမဲ့အဲဒီလိုတော်လိုင်းလေး၄နှစ်တာကာလမှာဟိုကျမတို့ trust issue အရာပေါ့နော်တရားကိုတရားဘယ်သူကယုံရလဲဆိုတော့အနေထားမှာတော့အဲ မှာသူတို့တက်နိုင်တာလေးနဲ့တချို့ဆိုရင်ထောင်ဝင်စားပို့ကျင်ပါတယ်ဆိုတဲ့အခါကျရင်တော့အဲကျမကတော့တက်နိုင်သလောက်အဲဟိုဘက်ကိုပြန်ချိတ်ဆက်ပေးတာမျိုးလေးလုပ်ပေးရပါတော့ဒါပေမဲ့ဒီလိုစပို့မယ်အနေကျမတို့အဒီတတုပ်ဆိုရင် season 2အစတည်းကအခုထိပေါ့နော်စပို့ကရတာနေပါရင်နေသေးရကျမတို့တစ်နှစ်လောက်နားလိုက်တဲ့အချိန်မှာလဲအလူတွေရဲ့အာယုံဆိုင်မှုကလည်းနည်းနည်းလေးလျှော့သွားပါတော့ဒါပေမဲ့အဲ့လိုဆက်သွားနေတဲ့အချိန်မှာရသလောက်နဲ့အိုက်သေးရပဲအဲကျမတို့ ထောင်ဝင်စာကိုခွဲဝေပေးသေးတယ်ပေါ့နော်အဲ့လိုခွဲဝေပေးတဲ့နေရာမှာစိတ်ချယုံကြည်ရတဲ့အဲဒီအဖွဲ့အစည်းပေါ့နော်အဲ့သူတို့တွေနဲ့ချိတ်ဆက်ပြီးတော့ကျမတို့ပေးနေပါတယ်တကယ်လဲကျမတို့ပေးတဲ့အဲထောင်ဝင်စာတွေဒီတကယ်အဲအကျဉ်းချခံနေရတဲ့အဲဒီနိုင်ငံရေးအကျဉ်းသားတွေစီရောက်ပါနော်ဆိုတော့ဒါလေးကတော့ public မှာအများရှိမှာပြောလို့မရတဲ့ကိစ္စဆိုတော့အဥပမာအားဖြင့်ထောင်ဝင်စာတွေကိုကုချင်ပါတယ်ဆိုတော့အဲ ထောက်ဖို့ရှိလာခဲ့မယ်ဆိုရင်ကျမတို့စာဖို့မယ်ဟုစာနဲ့တကွာဒီဟာပေါ့နော်ဘယ်ဟုဆိုရင်ကျမတို့ကဒါ private ဆိုရင်ကျမတို့ကထောက်ထားပြန်ပြလို့ရတယ်ပေါ့နော်အဲတချို့ဆိုရင်တော့မရတာရှိပေါ့နော်ဆိုတော့အဲဆော့ဆော့ပြောရဲယုံကြည်မှုအရာအဲယုံကြည်လို့ဒီလာတဲ့ဟာကြီးကျမတို့ကတစင်းပြန်လဲမျှဝေပြည်ပေါ့နော်အဲတချို့ဆိုရင်အမ်မှန်တမ်း ထောင်ဝင်စာဆိုဥပမာအားဖြင့်ဟိုပိုတိတဲ့လူကိုပေးတယ်ဆိုရင်ဒါတွေကမှတ်တမ်း certificate ဆိုတာမရှိဘူးလေဒါပေမဲ့လည်းလက်ခံရရှိကြောင်းစာတို့လေးတွေသူတို့ဘက်ကအများပြန်ပို့တာမျိုးရှိတယ်ပေါ့နော်ဒါက public မှာခြားပြလို့များတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကျမတို့စာပို့မယ်ရတော့လာတဲ့စာပို့ကတွေနီးစပ်ရထောင်ဝင်စာရှိရဆိုရင်တော့ကျမတို့ပြန်ပြီးတော့ပေါ့နော်ပြန်ပို့ပေးတယ်ပေါ့အမျိုးလေးတော့လုပ်နေပါတယ်ဟုတ်ဟုတ်ကဲ့ပါ မစင်ရင်မျှဝေပေးသွားတာကျေးဇူးတင်ပါတယ်။အဲပြီးတော့နောက်တစ်ခုကကျတော့ဒီကနေ့ရက် live ကိုနားထောင်ပေးနေတဲ့ဒါတော်လန်ညီကောင်မောင်တို့တွေကလည်းဒီထောင်ဝင်စာပို့မယ့်အစီအစဉ်လေးတွေမှာပါဝင်ခြင်းနဲ့ဆိုရင်သူစာပို့မယ့်ကို Facebook ဆာမျက်နှာတော့ပြီးတော့ Messenger ကနေတဆင့်ဒါထောင်ဝင်စာပို့ခြင်းပါတယ်ဆိုပြီးတော့ပြောရင်လည်းကြပါတယ်။အခုမစင်ကပြည်ပြည်စုံစုံနဲ့ပြောပြီးသွားပြီးဖြစ်တဲ့အတွက်ရုံုံကြီးကြီးနဲ့ပါဝင်ပြီးတော့ထောက်ပို့လို့ရပါတယ်။အာဆက်ပြီးတော့ သွားရမယ်ဆိုရင်ဒီနေ့မဆင်နဲ့တွေ့ရတာအမတ်တရားကြီးလည်းဖြစ်တယ်။အရန်လဲခွမ်းတာတယ်။ဒီ community ကိုတက်ပြီးတော့ဟိုပေါဝင်အဖြစ်ပေးရတဲ့အတွက်ကိုလည်းမဆင်ကိုအားလုံးရဲ့ကူစားကျေးဇူးတင်ပါတယ်။နောက်ဆုံးအနေနဲ့ဒီနေ့ရဲ့ community call လေးမနှုတ်ဆက်ခင်ပါဟိုဒီနေ့ကိုလာပြီးတော့တက်ရောက်လာထောင်ပေးတဲ့တော်လှန်ရေးကောင်မတွေကိုဟိုအမတ်တရားစကားလေးပြောပြပါအောင်ရှင်။အမတ်တရားစကားဆိုရင်တော့အဲ ဒီမှာအမြဲတမ်းပြောနေခဲ့တဲ့အခုလည်းပြောချင်တာကတော့ပထမဆုံးဘိုင်းကော့ကိစ္စပေါ့နော်ဘိုင်းကော့နဲ့ social punishment ကိစ္စပေါ့နော်ဆိုတော့ကျမတို့အခုဆိုရင်ရွေးချယ်ရအရွေးချယ်ရနဲလာတာပေါ့နော်ခတ်တာမဟုတ်နဲလာတာပေါ့ဘာလို့ဆိုတော့ကျမတို့နားထောင်ခဲ့တဲ့ artist တော်တော်များများကြီးခဲ့တဲ့ artist တော်တော်များများသည်အဘိုင်းကော့ဖြစ်သွားတာပေါ့နော်ဒါကကျမကကိုကိုရိုင်းလည်း artist ဖြစ်နေတဲ့အတွက်ဒီဟာကိုပြောရခြင်းဖြစ်ပါတယ်ကျမတို့ရွေးချယ်နားထောင် ရမယ်ကိစ္စတွေရှိလာတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကမှပြက်ပြက်တတမလောက်ခဲ့ရင်ကျမတို့အခုဆိုရင်ဒီလိုအကျဉ်းအောင်ထဲမှာရှိရဲ့သူတွေအသက်ပေးသွားတဲ့သူတွေအတွက်ကျမတို့မတက်ရဘူးပေါ့နော်အဲဆိုတော့ဒီကိစ္စကိုကျမတကယ်ကိုတိတိကျကျလုပ်ပါလေကျမလုံနိုင်သလောက်လုံနိုင်သလောက်ဆိုတာထက်လုပ်ကိုလုပ်ရမယ်ဆိုရယ်စိတ်နဲ့လုပ်ပါတယ်ပေါ့နော်ကျမဘိုင်းကော့အာတစ်စတယောက်လာရင် random ဖွင့်လာရင်တော့ကျမ သူရောက်လာဆိုကြော်လိုက်တယ်ပေါ့နော်ဒါမျိုးပေါ့နော်ဆိုတော့ဒါလေးတစ်ချက်ပေါ့နော်နောက်တစ်ခုကအားလုံးအဓိကဒီကျမ်းမာရေးဖြစ်ပါတယ်ကျမ်းမာရေးကိုဂရုစိုက်ပါကျမတို့အားလုံးအဆုံးထိလုံးဝချိတက်ကြရမယ်သူတွေဖြစ်တဲ့အတွက်ပေါ့နော်အဲ27ဒီလိုအချိန်နေတော့အရန်ပူတယ်ဒါမဲ့ကျမတို့လမ်းမပေါ်တွေထွက်ခဲ့ကြတာเนาะလမ်းမပေါ်တွေထွက်ခဲ့နေတွေအရန်ပူတယ်အခုလိုအချိန်ဆိုရင်ကျမတို့ ဒိုင်းနေနဲ့အာဆန်နှပြရတဲ့အချိန်တွေရောက်လာပြီးဖြိုခွင်းခံရတော့မဲ့အချိန်တွေဖြိုခွင်းခံရခဲ့ရပြီပေါ့နော်အဟိုရက်တရားဆိုအ27မှာလှိုင်းတရားမှာလူအယောက်တရားတည်ရဲ့ဒါမနေ့ရလားမသိပေါ့နော်ဒီလို date တွေရှိရဘာလို့ကျမ date တွေ save လုပ်ထားတယ် memories တွေပြန်ပေါ်လာတယ်ဆိုတော့ကျမတို့ပူပူပူလာတယ်ဒါမဲ့အားလုံးကိုဂယူဆိုင်စေခြင်းနဲ့ကျမတို့ဘာပဲပြောပြောအသက်ရှင်နေရသည် အားတစ်ခုဖြစ်ပါတယ် ဆိုတော့အားလုံးကျမယူလည်း view size စေခြင်းနဲ့လုံချုံကြီးကိုလည်း view size စေခြင်းပါတယ်အဲကိုလုံးနိုင်နဲ့ကိုလုံးချင်တာရှိရဲ့အရာတွေရဲရဲဝံ့ဝံ့ပြက်ပြက်တတလောက်ပါကျမတို့အားလုံးအတူတူရှိနေကြတယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးပါတယ်ဟုတ်အာဒီ message ပြောသွားရဲမှာဆိုရင်လည်းပါတယ်ခုနကမေးတဲ့မေးခွန်းလေးမှာဆိုရင်လည်း level 10 empire က ဒီ spring bee ဆိုတဲ့သူတွေကအကုန်ပြုတ်ပေးထားတာပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်းထောင်ဝင်စာထောင်ဝင်စာတွေကိုစကားပါတဲ့ဟာမျိုးလေးရှိရင်ဆိုရင်ကောင်းပါတယ်ဒီ level dance spring bee game ဆိုနေရဲ့ level dance လောက်ရတဲ့ကြီးရွယ်ချက်ကနိုင်ငံရေးအကျဉ်းသားတွေကိုဂုံပြုတ်ထားတဲ့ level dance လေးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းဒီထောင်ဝင်စာပို့မယ်တဲ့မှာညီမလေးဝင်ဝင်ပြီးတော့ထောက်ပို့ပါဝင်ခြင်းနဲ့ romance လို့စီကိုလည်းစာလေးတွေပို့ရင်းနဲ့ဒီ level dance အကြောင်းလေးကိုလည်း စာရင်းရင်းနဲ့ထည့်ကြပါတယ်။ဒါနောက်လာမယ်ပေါ့နော်။မက်ဆင်ဂျာနဲ့တွေ့ပါမယ်။ဟုတ်မက်ဆင်ကို comment လေးရေးထားတာအချင်းငတ်ကိုတဲ့ချစ်ခင်စွာနဲ့အပိနေပါတယ်တဲ့။ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်။ကျမတို့အဲ့လိုလေးအရကူရကြလာတော့အဲ့လိုလေးပို့ပို့ပြီးတော့ရင်းနှီးလာတဲ့အချိန်မှာဆိုလေကျမတို့စိတ်ထဲဒေါသထွက်ရင်လည်းအော်ကြတကယ်စိတ်ထဲရှိရပြီးပြောကြပါတော့နော်။အဲ့ဒါကိုနားထောင်နေကြတဲ့ ဒီမိတ်ဆွေတငယ်ချင်းတွေပြိသက်တွေကိုလည်းတကယ်ကျမကျေးဇူးတင်ပါတယ်ကျမတို့ပြောချင်တာတွေပြောနေအောင်နားထောင်နေကြတဲ့သူတွေတကယ်ဒါမဲ့အဲ့ဒါအဲ့ဒါကျမတို့လုံနိုင်တဲ့အရာဖြစ်နေအောင်နော်ဘာလို့ဆိုအားလုံးနဲ့ကမတွေ့ရမတွေ့ရတော့ကိုပြောချင်တဲ့အရာလေးကိုရဲ့အမြင်အနေဒါလေးကိုဟိုကတဏှာလေးရနေပြထားရဲအားလုံးအားလုံးကိုမန့်နေလဲလာမန့်ကြတာတွေ့ရတယ် ဲ့လိုကျမတို့အများအားဖတ်ဖြစ်ပါတယ် YouTube ကိုကိုကိုတိုင်းလဲအဲတော့ပြတ်နားထောင်နေဘောတော့ငါတို့ဘာကြီးလုံနေလဲမသိဘူးလုံနေတာတော့အဲ့လိုအစားအသောက်တွေပဲလို့ပဲမြင်တာဘောတော့ဒီကရရတဲ့ဟာတွေကိုမပေးနဲ့အသာလေးစားလို့ရတဲ့ဟာတွေကိုပေးတယ်ဘာအလားမဖြစ်နဲ့စားလေးစားမယ်ဘိုက်လဲဝါမယ်စကားလေးပြောလို့ရမယ်ဆိုတဲ့ဟာမျိုးလေအဲပြီးတော့ ဒီမစင်ရဲ့ဒီမစင်ရေးပေးထားတဲ့ SDB တခြင်းလေးမှာဆိုရင်လည်းပါတယ်လीเนาะထီထိုးထောက်ပို့ဆိုပြီးတော့အာရေးထားပေးထားတယ်လीเนาะငွေလဲငွေလဲထီထိုးထောက်ပို့အဲ့ဒါလေးရအဓိကအချက်ပဲလीเนาะလုံးလို့ရတဲ့ကိစ္စလို့အဲ့လိုဟုတ်တယ်ဒါဆိုလို့ရှိရင်လူတိုင်းပါဝင်လို့ရတဲ့အကြောင်းငွေလဲရွှေစုရွှေစုကိုမိသွားပြီရွှေတွေစုကြတော့မှာเนาะငွေလဲရွှေစုထီထိုးထောက်ပို့ အဲ့ဒါလေးတွေကပါဇက်ထဲမှာစိုးရဲနေရမစင်ပြောထားတဲ့အကြောင်းအရာမှာလည်းဒီထီထိုးထောက်ဖို့ထောက်ဖို့လို့ရမယ်ခန်းကဏ္ဍမှာလည်းလုံခြုံစွာနဲ့ထောက်ဖို့ပါဝင်ဖို့လည်းလိုတယ်ဒါလေးကိုလည်း live ကိုနားထောင်နေရမိဘပြည်သူတွေကိုအသိစေချင်ပါတယ်အာဒီနေ့ရဲ့ community call လေးမှာမစင်ပါဝင်အားဖြည့်ပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ SDB မိသားစုတွေကိုစား SDB user community အကိုအမတွေရဲ့ကိုစား ကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ live လေးရလဲအချိန်လေးနည်းနည်းလေးတင်သွားပြီဖြစ်တဲ့အတွက်ဒီညလေးမှာပဲဆန္ဒခွင့်ပြုပါရှင်။မစင်လဲကျမရဲ့ဒီဆိုင်ဟုတ်ကဲ့ပါ။ကျမရဲ့ technical error လေးကိုသိခံပေးကြရဲအားလုံးလည်းကျေးဇူးတင်ပါတယ်။ကျမတို့ပြန်ဆောင်ကြမဲ့တစ်ချိန်ရှိသေးတယ်နော်။သတင်းလေးတွေနားဆွဲပါလို့ပြောကြပါရဲအားလုံးဒီဆိုင်ပါ။ ဟုတ်ကဲ့ဒီ those are ပုံမှာလဲ surprise အစီအစဉ်လေးတွေရှိနေတယ်လို့ဒီ spring bees နဲ့ပတ်သက်ပြီးတော့လဲ surprise အစီအစဉ်လေးတွေရှိနေဖြစ်တဲ့အတွက် those are ပုံမှာရဲ့ facebook စာမျက်နှာလေးတွေ by the way စကားမဆက်ရဲ့ facebook စာမျက်နှာတွေ youtube channel တွေကိုလဲအာဒါ subscribe လုပ်ထားပေးပါ facebook တွေဆိုလို့ရှိရင်လဲ like and share လေးလုပ်ပေးပါ rcs လုပ်ပြီးတော့အမြဲတမ်းထောက်ပို့ပါလို့ပြောချင်ပါတယ်ဟုတ်ပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီနေ့ရဲ့ live လေးကိုဒီလောက်နဲ့ပဲကျေနာခွင့်ပြုပါရှင်ဒီ user community crew ထဲမှာရှိနေတဲ့ algorithm တွေလည်းဒီနေ့ရဲ့ calling နဲ့ပတ်သက်ပြီးတော့ဒီနေ့နှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲကျမကြီးကြီးဆိုင်ပါရှင်မင်္ဂလာရှိတဲ့ညချင်းလေးဖြစ်ပါစေ